Hello, today's story with Prisla ကနေကြိုဆိုလိုက်ပါတယ်။မြစ်တကောင်ကဂျားကိုကြည့်ပြီး "Hey, မျက်ပင်ကအပြာရောင်ပဲ"လို့ပြောပါတယ်။ဂျားကတော့မဟုတ်ပါဘူးသားကြီးဟာအစိမ်းရောင်ပါလို့ပြန်ပြောပါတယ်။သူတို့နှစ်ဦးအတော်ကြာငင်းကုန်ပြီးတော့တရိတ်ဆန်နိုင်ရဲ့မင်းကြီးဖြစ်တဲ့ချင်းသိစီဆုံးဖြတ်ခိုင်းဖို့သွားကြတာပေါ့။မိကမင်းကြီးဖေဟာမျက်ပင်ကအပြာရောင်မဟုတ်လားလို့မေးလိုက်တယ်။ချင်းသိမင်းကလည်း"ဟုတ်တယ်မျက်ပင်ကအပြာရောင်ပဲ" မိကပြန်ပြောတယ်။ဒါဆိုเจ้าကိုပြစ်ပေးပါ။သူကအမြဲညင်းစရာမဟုတ်တဲ့အเจ้าတွေကိုလိုက်ညင်းနေတယ်။ချင်းသိမင်းကြီးကเจ้าကိုကြည့်ပြီးမင်းကိုတစ်နှစ်တိတိတိတ်ဆိတ်နေရမယ်အပြစ်ပေးတယ်လို့ပြောလိုက်တယ်။မိကပျော်ရွှင်စွာပဲခုံပေါက်ပြီးတော့မျက်ပင်ကအပြာရောင်ပဲမျက်ပင်ကအပြာရောင်ပဲဟေးလို့អော်ပြီးထွက်သွားတာပေါ့။เจ้าကအံ့អော်ပြီးချင်းသိမင်းကြီးကိုမေးတယ်။မြက်ပင်ကအစိမ်းရောင်ဟုတ်လားချင်းသိမင်းကြီးကဟုတ်တာပေါ့အစိမ်းလေဒါဆိုဘာလို့ကျွန်တော်ကိုအပြစ်ပေးတာလဲ ဲ့ဒါနဲ့ချင်းသိမင်းကြီးကမင်းလိုပညာရှိတယောက်ကမင်းဟာမှန်ကန်ပါတယ်ဆိုပြီးဒီလိုအယူတယောက်နဲ့ငင်းခုမနေသင့်ဘူးလို့ပြန်ဖြေလိုက်တယ်။ဒါကြောင့်တချို့အငင်းပွားမှုကယုတ်တိရှိဖို့တဲ့ငင်းကျင်လို့ညင်တာပါ။အဲ့လိုလူတွေကိုအမှန်တရားဆိုတာကိုသွားရှင်းပြနေလေလူပန်းယုံမဲရှိမယ်။မင်းကိုနားမလဲတဲ့သူစီမှာနားလဲအောင်ဘလောက်ရှင်းပြရှင်းပြမင်းအချိန်မဲကုံသွားလိမ့်မယ်။သူတို့အတွက်မျက်ပင်ကပြားပါစေ။ အယူတယောက်နဲ့ညင်ပြီးမင်းရဲ့စိတ်အေးချမ်းမှုကိုလဲရမှာတန်လို့လားစကားအများကြီးမပြောပဲကိုလန်းကိုရှောက်မင်းဘဝတလျှောက်လုံးအနိုင်ရလိုစိမ့်နဲ့ဒီလိုမိုက်ယူရတဲ့သူတွေနဲ့ငင်းခုန်ပြီးနေနေရင်မင်းရဲ့အင်ပါယာကြီးတိဆောက်ဖို့အားတွေတတ်တတ်သွားပြုံးတယ်လို့ဖြစ်သွားမှာပေါ့ကဲအခုပြောပြနေတဲ့ဆိုလိုတဲ့အတိတ်ပဲကိုမသိရင်တော့ဒီမှာတင်နှုတ်ဆက်ခဲ့ပါတယ်နော်နားလေသဘောပေါက်တဲ့သူတွေအတွက်တော့ cheers မင်းကဒီကဲမှာရှေ့တကွက်ရွေ့နေပြီးသားတယောက်ပါနောက်နောက်မှလည်းဒီလိုစိတ်ဝင်စားစရာအကြောင်းတွေကိုဝင်မျှပေးသွားမှာမို့ဒီ channel လေးကို subscribe လေးလုပ်ပေးသွားပါအောင်နော်ဒီပုံပြင်ကိုဆုံးထိနာထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်